ဂျက်ရှွာဘန်နဲ့ဂျပန်နိုင်ငံကောင်ရက်ဆူရီယာရဲ့ web interview တွေကိုကြည့်ပြီးတော့ပြည်သက်တွေကတော့လုံးဝဝထင်မှမထားတဲ့အရာတွေကိုသိလိုက်ရပြီလေဖြစ်ပါတယ်။ဒီတော့တွေ့မှာတော့ဂျက်ရှွာဘန်ကရက်ဆူရီယာကိုသူ့ရဲ့ဘောကိုကမ်းမိလိုက်လို့ရက်ဆူရီယာကတန်ရရရှိသွားပြီးတော့ဂျက်ရှွာဘန်ကအနိုင်ရယူလိုက်တာဆိုပြီးတော့အချို့သောသူတွေကပြောဆိုနေကြတာကိုကျွန်တော်နေနဲ့တွေ့ရတယ်။မန်ဂေမာဆိုရင်တည်တည်ချာချာလေးလာသုံးသက်ကြည့်မယ်ဆိုရင်ဂျော့ရှွာဘိုင်ကန်ချစ်ကရှက်ထီတာပဲရှိတယ် เนาะတဲ့တဲ့ကြီးကန်တာမဟုတ်ဘူးနည်းနည်းလေးရှက်ထီတာပဲရှိတယ်အဲ့ဒါကိုဟိုဘက်ကပြိုင်ပဲဖြစ်တဲ့ Red Syria ကအချောင်ခူသွားတာဗျာပြောမင်းဆိုရင်เนาะသူအရင်အမောဖောက်နေတာကိုနားချိန်ယူလိုက်တာပဲเนาะလဲတယ်လို့တောင်ပြောလို့ရတယ်အမှန်မှဆိုရင် short ထီတာလေးကိုခုလိုမျိုးကြီးများပြီးတော့လုတ်ပြနေစရာမလိုဘူးလို့တော့ကျွန်တော်နည်းနည်းသတ်မှတ်ပါတယ်ဒါကြောင့်မလို့ Red Syria ရဲ့ပွဲပြီး interview ကိုကြည့်မယ်ဆိုရင်လည်းဂျော်ရှွာဘန်ရဲ့အခုလိုမျိုးမထီးတဲ့နေရာကိုကန်ချက်ကြောင်เนาะအခုလိုမျိုး အရှုံးပေးရတာလားဟိုနာကျင်သွားပြီးတော့เนาะဆက်ပြီးတော့မချုံနိုင်တော့တာလားဆိုပြီးတော့အင်တာဗျူးသူရဲ့မိခုံးကိုလေ Ray Surya ကပညာသားပါပါပဲမဆိုင်ပါဘူးလို့ဖြေချခဲ့တာပဲဖြစ်ပါရယ် Ray Surya ကတော့သူရှုံးတာကိုသူဝန်ခံသွားပါရယ်ပြီးတခါကျတော့ဒီနေရာမှာသူကเนาะသူရဲ့မချစ်တဲ့နေရာကို Joshua Ban ကထိမိလိုက်တဲ့အခါမှာရုပ်မာပြီးတော့ပွဲကိုရက်လို့ရပါမယ် Ray Surya ကမရက်ခဲ့ပါဘူးဒါကလေကျေးဇူးတင်ရမယ့်ရပါပဲ ဂျေရှုအဘန်ကတော့ဒီပွဲမှာအနိုင်ရခဲ့ပေမဲ့လည်းသိပြီးဂျင်းက်ပုံမရဘူး UFC ကိုရင်ကလည်းအဲ့လိုပါပဲ။ဟောဂျေရှုအဘန်ကတော့သူ့အနေနဲ့နော်ပွဲသိမ်းပြချင်မမဲ့ Brasilia လို့ Whistling ကောင်းလွန်းတဲ့ Fighter မျိုးကိုပွဲသိမ်းမှုဆိုတာကတော်တော်လေးကိုဖြတ်တယ်လို့ဂျေရှုအဘန်ကရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်နိုင်ငံကိုကိုစားပြုခွင့်ရတာကိုပဲဂျင်းနဲ့နေပါပြီလို့ဆိုရီညမအလန်ကြီးချုပ်ပြီးပွဲထွက်လာခွင့်ရတာစိတ်လူရှာဖို့ကောင်းပါတယ်တဲ့။5 week ကာလတစ်ခုလုံးကျွန်တော်ဖြစ်တဲ့ ပြုံးစစ်စီတွေဖြစ်နေကြတာပါတဲ့ဝိတ်ခတ်လောက်တာလေးအဆင်ပြေတယ်ကမ်ကလည်းလွယ်လွယ်ကူကူနဲ့မို့စိတ်တွေလှုပ်ရှားရင်အရန်ပြောခဲ့တယ်လို့ဂျော့ရှွာဘန်ကမြမကူဆောင်ရတာအရန်ရန်ကိုပြောကြောင်းပရိသတ်တွေကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါရဲ့နော်